overflow ပွဲမှာရိုင်းဆိုင်စွာပြောဆိုနေတဲ့ဝင့်ထွက်ပြေးလို့မြောင်းလေအားလုံးမင်္ဂလာပါကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးသွားမယ့်အကြောင်းအရာကတော့လက်တော်လူမှုကွန်ရက်ပေါ်မှာအကြီးကျယ်ဝေဖန်ခံနေရပြီးတော့ overflow event ရဲ့ symbol ကရိုင်းရိုင်းဆိုင်ဆိုင်ပြောဆိုလိုက်တဲ့ကိစ္စပဲဖြစ်ပါတယ်ဝေဖန်မှုတွေပြင်းထန်လွန်းလို့ပွဲစီစဉ်သူတွေကတရားဝင်ထုတ်ပြန်ချက်ပေးရတဲ့အထိဖြစ်ပျက်ခဲ့တဲ့ဒီဖြစ်ပျက်ရဲ့အကြောင်းအရင်းဝင်းကိုရဲတပ်ဖွဲ့ကဖမ်းဆီးလိုက်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပြပြပေးသွားပါမယ်။ ကျမတို့ကအမှုပညာကိုလေးစားတဲ့သူတွေပါ ချော်ပြမှုရဲ့လွတ်လပ်မှုကိုအားပေးတဲ့သူတွေပါဒါပေမဲ့လွတ်လပ်မှုနဲ့ယဉ်ကျေးမှုမဲ့စွာရိုင်းဆိုင်မှုကိုခွဲခြားနားမလည်တဲ့ပြုမှုကိုတော့လုံးဝရှုတ်ချပြစ်တင်ရပါမယ် overflow မှာဖြစ်ခဲ့တဲ့အဆိုတော်ဝင့်နဲ့ဘီဂိုဘိန်းတို့ရဲ့လောက်ရကအမှုပညာရှင်ရဲ့ဂုံတိတ်ခါကိုစော်ကားလိုက်တာပြည်သူရဲ့စိတ်ခံစားမှုကိုခြင်နဲ့နင်းလိုက်တာဖြစ်ပါတယ်ဒီကိစ္စကိုပြည်သက်တွေဘာလို့ဒီလောက်ပြင်းပြင်းထန်ထန်ဒေါသထွက်နေရလဲဆိုတာကိုကြည့်လိုက်ကြရအောင် စင်မုံမှာပြောပြတဲ့သူတွေရဲ့ပြောဆိုခဲ့တဲ့ဇကားတွေကစင်ညတုံတရားလုံးဝကင်းမဲ့တယ်။ဒါကတာမန်ဇကားမှတာမဟုတ်ပါဘူး။ဒါဟာပြိတ္တကိုရည်ရွယ်ချက်ရှိရှိစော်ကားလိုက်တာနဲ့အတူတူပါပဲ။ပထမဆုံးအနေနဲ့သူတို့ရဲ့အတုံးနှုံးတွေဟာမြမလူအဖွဲ့အစည်းရဲ့အခြေခံယဉ်ကျေးမှုစံနှုန်းတွေကိုဖျက်ဆီးလိုက်ပါတယ်။လူအများကြီးမှာအထူးသဖြင့်အမျိုးသမီးပြိတ္တတွေကလင်းငယ်တွေပါဝင်တဲ့ပွဲမှာဒီလိုအနေဆုံးဆင့်စကလုံးတွေကိုဘာလို့ရွေးချယ်တုံးဆွဲခဲ့တာလဲဒါဟာမိမိကိုယ်ကိုမိတမိုးမထားရရောက်တယ်လို့ ပရိသတ်ကိုလည်းတန်ဖိုးမထားရရောက်ပါတယ်။ဒုတိယအနေနဲ့ rap guitar rap guitar ကလွတ်လပ်တဲ့ဆိုပေမဲ့ဘယ်လိုအနုပညာအမျိုးအစားမှရိုင်းစိုင်းမှုကိုလက်ခံနိုင်ကြမရှိပါဘူး။သူတို့ပေါ်ပြခဲ့တဲ့အရာတွေဟာအနုပညာမဟုတ်ပါဘူး။ဒါကအစဉ်အတန်းမဲမှုသာဖြစ်ပါတယ်။စင်မော်ဝါရက်နေတဲ့သူတိုင်းဟာလူမှုတာဝန်ရှိတယ်ဆိုတာကိုလုံးဝမပြစ်ထားခဲ့တာဖြစ်ပါတယ်။ပရိသတ်စီကအချင်းအပင်းမှုကိုယူပြီးမှ ပရိသတ်ရဲ့နားထဲကိုအမိုက်တွေထည့်ပေးလိုက်တာဟာကျေးဇူးကံနဲ့လုပ်ရပဲဖြစ်ပါတယ်။သုံးနှုန်းခဲ့တဲ့စကလုံးတွေရဲ့အတိတ်ပဲဟာရိုင်းဆိုင်နဲ့မတင့်တော်ဘူး။ခင်းစင်းမှုအရာရုပ်ဆိုးအကျဉ်းတန်စီရယ်ဆိုပြီးတော့လူမှုကွန်ရက်စာမျက်နှာတွေမှာပြင်းပြင်းထန်ထန်ဝင်ဗန်မှုတွေမြင့်တက်လာခဲ့ပါတယ်။စမမလူမျိုးရေးအရာမတင့်တော်တဲ့ဇကားတွေအတုံးတုံးနေပါလို့ရင်ချင်းမှုအရာလည်းရုံဆိုးအကျဉ်းတန်စေခဲ့တာကြောင့်လို့ဖော်ပြပြီးတော့ထိုးပြပြမှုကစီးကနဲ့မညီညွတ်ကြောင်းဝေခံတောင်းပန်ထားပါတယ် ဆိုလိုတာကတော့ဒုစကလုံးတွေကလူမှုကျင့်ဝတ်နဲ့ယဉ်ကျေးမှုဘောင်ကိုကျော်လွန်တဲ့စကလုံးတွေဖြစ်ပြီးတော့ပြည်သက်အများစုရှေ့မှာပြောဆိုရင်မသိညော်တဲ့စကားများဖြစ်တယ်လို့ပွဲစီစဉ်သူကိုယ်တိုင်ကအတည်ပြုခဲ့ခြင်းဖြစ်ပါတယ်။ပြီးတော့စင်မော်မာဝင်းကကွန်တုံးတွေကိုလည်းဝေပေးခဲ့တယ်လို့လည်းသိရပါတယ်။ပြည်သက်တွေနဲ့သတင်းမီဒီယာရဲ့ဝေဖန်သုံးသပ်ချက်တွေအရအဓိကဝေဖန်ခံရတဲ့အကြောင်းအရာတွေကတော့အောက်ပါအတိုင်းပဲဖြစ်ပါတယ်။အမျိုးသမီးတွေကိုယဉ်ညွန်မီမသိညော်တဲ့စကားလုံးတွေပါဝင်ခြင်း ဖြော်ပြမှုအတွင်းသုံးမျိုးကရဲ့ဇကလုံးအချို့ကရိုင်းဆိုင်ပြီးရိုင်းဆိုင်တဲ့သဘောတရားမှုများပါဝင်နေခြင်းအဲ့ဒါလိန်ဆက်ဆံခြင်းပဲကိုလုံးတော့ပရိသတ်တွေကဘာလို့ဒီလောက်တောင်စိတ်ဆိုးဒေါသထွက်ခရရတာလဲအနုမြတ်ရှိတအူးအနေနဲ့ပရိသတ်အများပြားရှိတဲ့ပွဲမှာဒီလိုမျိုးအဆင်မရှိတဲ့စကားမျိုးပြောဆိုတာဟာ သူတို့ရဲ့ professionalism ကိုထိခိုက်စေပါတယ်အနုပညာရှင်ဆိုတာကပြည်သက်ပေါ်ဩဇာလွှမ်းမိုးမှုရှိတာကြောင့်ဒီလိုအပြုအမူတွေဟာလူငယ်တွေအပေါ်မကောင်းတဲ့ဆန္ဒမူနာဖြစ်စေနိုင်တယ်လို့ထောက်ပြကြပါတယ်ဒီလိုဝေဖန်မှုတွေကြောင့်ပွဲစီစဉ်သူဖြစ်တဲ့ overflow team ဟာလည်းဖိအားတွေအများအပြားရင်ဆိုင်ခဲ့ရပါတယ်နောက်ဆုံးမှာတော့တရားဝင်တောင်းပန်လွှာတစောင်းကိုထုတ်ပြန်ခဲ့ပါတယ် overflow team ရဲ့ထုတ်ပြန်ချက်မှာအဓိကပါဝင်တာတွေကတော့ ဒါဟာမထင်မှန်တာပဲဖြစ်ခဲ့တာဆိုပေမဲ့လူမှုရေးအရာမသိလျော်တဲ့ဇကားတွေအုံနှုံနေပါသလိုရင်ကျုပ်မှုအရာဆိုရင်လည်းရုပ်ဆိုးအကြီးတန်းစေခဲ့တာကြောင့်ဆိုပြီးအစချီကဝန်ခံတောင်းပန်ထားပါတယ်။ဒါပြင်ဒီလိုကိစ္စမျိုးနောက်ထပ်မဖြစ်စေဖို့ကတိပေးပြီးတော့အဆိုတော်ဝင်းနဲ့ဘီကိုဗိန်းတို့ကို overflow ဘွဲကနေအပြီးပိုင်းလက်တွဲဖြုတ်လိုက်ကြောင်းတရားဝင်ကြေညာခဲ့ပါတယ်။ လက်တလုံးမှာတော့ဝင့်ကိုရက်တက်ဖွဲ့ကဖမ်းဆီးလိုက်တယ်လို့လည်းသိရတယ်လို့ဝင့်အနေနဲ့လည်းထွက်ပြေးတိမ်းချောင်နေတယ်လို့လည်းသိရပါတယ်။ဒါဟာလူမြရှင်တဦးဟာစင်မောင်မှာဖြစ်စေစင်အောင်မှာဖြစ်စေလူမွေးကျင့်ဝတ်ကိုထိမ့်သိမ့်မှုဘလောက်အရေးကြီးတယ်ဆိုတော့ကိုတတိပြလိုက်တာပါပဲ။စကားတခုအပြစ်မှုတစ်ခုရဲ့အကျိုးဆက်ဟာကို့အတွက်သာမကကိုနဲ့ဆက်ဆက်နေတဲ့အပွဲစည်းနဲ့ပွဲတွေကိုပါထိခိုက်နိုင်တယ်ဆိုတော့ကိုဒီကိစ္စကနေသင်ငန်းစာယူနိုင်ပါတယ်။ တကယ်နုမြာရှင်ဆိုတာကစီကန်းနဲ့တိတ်ခါကိုအသက်နဲ့ထပ်တူထားရပါတယ်ဒီကိစ္စမှာပါဝင်ခဲ့တဲ့အစိုးရနှစ်ဦးရဲ့လုံရဟာအနုမြာရှင်ဆိုတဲ့ဂုံပုတ်နဲ့လုံးဝမထိုက်တန်ပါဘူးကြိုတင်ပြင်ဆင်မှုမရှိခြင်းဖြောပြမှုမဆိုင်ခင်မှာကုပွန်တန်ကိုဘလို့ထိန်းချုပ်ရမယ်ဘလို့စကားမျိုးပြောတဲ့နဲ့မပြောတဲ့မှုဆိုတာကိုစီကူးတဲ့တောင်ထဲမစင်းလာခဲ့ဘူးဆိုတာထင်ရှားနေပါတယ်အကျိုးဆက်ကိုမတွေးခြင်းသူတို့ရဲ့စကားတခွန်းကြောင့်သူတို့နဲ့အတူလက်တွဲလုပ်ခဲ့တဲ့ဥပဖုံးအဖွဲ့စည်းတစ်ခုလုံးရဲ့နာမည်ကိုပါထိခိုက်စေခဲ့ပါတယ် ကိုယ့်ရဲ့စကားတခွန်းကပဝန်းချင်းကိုဘလောက်ထိစိုးချိုးပေးနိုင်လဲဆိုတဲ့အခြေခံအတိတောင်မရှိဘူးလားဆိုတာကမေကွန်းထောက်ဆရာပါတောင်ဝင်မှုမရှိတဲ့ဒီလိုဖြောပြီးသူတွေကိုဖြောပြီးလောကကနေအလိုမရှိပါဘူး။သူက flow team ကပြတ်သားစွာလက်တဲဖြောလိုက်တာဟာအမှန်ဆုံးနဲ့အမှန်ကန်ဆုံးဆုံးဖြတ်ချက်ဖြစ်တယ်လို့ထင်မိပါတယ်။ဒီတော့ overflow ပွဲကရိုင်းစိုင်းမှုကိစ္စနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကတော့ဒါတွေပဲဖြစ်ပါတယ်။ ဒီအဖြစ်ပြက်နဲ့ပတ်သက်ပြီးတော့တင်တော့ရဲ့အမြင်ကရောဘယ်လိုရှိလဲအလုပ်ရရှင်တွေအနေနဲ့ဘယ်လိုပုံစံမျိုးနဲ့ထိမ့်သိမ့်သိမ့်နေလို့ထင်ပါသလဲ comment မှာရေးခဲ့ပေးဖို့မမေ့ပါနဲ့နော်နောက်ထပ်စိတ်ဝင်စားစရာအကြောင်းတွေလည်းပြန်လာခဲ့ပါမယ်ဒီနေ့တော့ဒီလောက်နဲ့ပဲနှုတ်ဆက်လိုက်ပါ